်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဆမ်မွန်သတိချင်းနဲ့မှကြိုးစားပါရခင်ဗျာယခုပြမှာကတော့16ရက်5လ2025ကိုးချိန်အတွက်ကစားမယ်သတိတစ်ခွက်ကောင်းဆိုင်များဖြစ်ပါတယ်မိတ်ဆွေများကိုဝေကနန်းကြစားရဲ့ထွိုင်းကြစားရဲ့ဒုက္ခကောင်းဆက်ရဲ့ဆိုပြီးဆိုင်မျိုးစုံကိုထုတ်ပြပေးတော်မှာမို့ကျွန်တော်နဲ့အတူအစဆုံးလိုက်ကြည့်ကြရဖိတ်ခေါ်ပါရခင်ဗျာ ကျွန်တော်ဒီပထမဆုံးအနေနဲ့ဒါတကွက်ကောင်းဆက်ပြီးပေါက်ကြခွန်ကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ site မှာတော့ကျွန်တော်ဒီထိပ်စီးကိုအရင်ထုတ်ပြသွားမှာဖြစ်ပါတယ်ထိပ်စီးယူရတော့ကျွန်တော်ဒီ3ဒီ2023ဒီချိန်ကနေမှာပေါ့ဗျာဒီ2024နှစ်ချိန်ရယ်2025သုံးချိန်ရယ်ဆိုပြီးတော့ ဒီ3မိဉ္ဇာဆိုင်3မိတဖီယာ3နဲ့3မိဉ္ဇာဆိုင်ဇောင်း3မိဉ္ဇာဆိုင်နဲ့ဒါထိတ်စည်းကြခွင်ကိုအရင်ထုတ်ပြသွားမှာဖြစ်ပါတယ်ထိတ်စည်းယူမှာကျွန်တော်ဒီထိတ်စည်း3လုံးကိုပေါင်းပြီးတော့ယူရခါမှာဒီ9 3ည9 3ည3ဒီ9 3ည3 3လုံးပေါင်းတဲ့ခါမှာကျွန်တော်ဒီမှာပေါင်းခြင်း8ကို လက်ရှိတာဖြစ်ပါတယ်မတုံညာ3 3လုံးပေါင်းတာပေါင်းချင်း8ဆိုပြီးတော့ပေါင်းစုံနဲ့ရတာဖြစ်ပါတယ်နောက်တစ်ပြင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီ3ပြင်တစ်ဖြတ်ဆိုင်မှာနောက်တစ်ပြင်ကြည့်တဲ့အခါမှာဒီထိပ်စီ3လုံးပဲပေါင်းတဲ့အခါမှာကျွန်တော်ဒီဒီထိပ်စီ2023ကဒီထိပ်စီ6 2024ရဲ့ထိပ်စီ6ရဲ့ ကျွန်တော်ဒီယခု2025ထိပ်စီး6ရယ်ဆိုပြီး3လုံးကိုပေါင်းတဲ့ခါမှာလဲကျွန်တော်ဒီ6 3လုံးပေါင်းတဲ့ခါမှာ8လို့ရရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်အတွက်မှာဆိုလဲကျွန်တော်ဒီထိပ်စီး3လုံးပေါင်းကိုယူသွားမှာဖြစ်ပါတယ်ဒီထိပ်စီး3လုံးပေါင်းကိုဇောင်းချိုးတန်ယူတဲ့ခါမှာကျွန်တော်ဒီ9ရယ် ဒီတိရယ်ကျွန်တော်ယခုပွဲစဉ်ထိတ်စီးရယ်ဆိုပြီး၃လုံးပေါင်းယူတဲ့ခါမှာအဒီ၃လုံးပေါင်းခြင်းကိုကျွန်တော်ဒီ၈လို့ယူသွားမှာဖြစ်ပါတယ်ဒီ၈လို့ယူဖို့ကဆိုရင်ကျွန်တော်ဒီမှာ၉ရယ်တိရယ်ပေါင်းတော့ပေါင်းခြင်း၃ညပေါင်းခြင်း၃ညဆိုတော့ဒီမှာကျွန်တော်ထိတ်စီးကို၈အနေနဲ့ကစားသွားမှာဖြစ်တာမို့၃လုံးပေါင်းခြင်းအနေနဲ့ကျွန်တော်ဒါ၈လို့ရရှိတာဖြစ်ပါတယ် ပထမဆုံးထိတ်စည်းကြသရွယ်ဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်ဒုတိယအနေနဲ့အလဲတိုင်းကြသိုက်ကိုဆက်ပြီးထုတ်ပြသွားမှာဖြစ်ပါတယ်အလဲတိုင်းကြသိုက်မူမှာတော့ကျွန်တော်ဒီအလဲတိုင်းသုံးလုံးကိုပဲကျွန်တော်ပေါင်းယူတာဖြစ်ပါတယ်ဒီအလဲတိုင်းသုံးလုံးပေါင်းခြင်းဒီကျွန်တော်ဒီမှာဒီ၄ရဲ့ကျွန်တော်ဒီ၄ရဲ့ကျွန်တော်ဒီ9ရဲ့ဒီအလဲတိုင်းပေါ့20 2023ကအလဲတိုင်း1ရ2024တစ်ချိန်ကအလဲတိုင်း9ရကျွန်တော်ဒီ2025က3ချိန်အလဲတိုင်း9ရဆိုပြီး3လုံးပေါင်းကိုယူလိုက်ပါတယ်ပုံ3လုံးပေါင်းချင်းမှာကျွန်တော်ဆိုတာဒီတစ်ခွန်ခွန်ဆိုပြီးတော့ပေါင်းချင်းယူတဲ့အခါမှာဒီတစ်ခွန်ခွန်ဆိုတော့ကျွန်တော်ပေါင်းချင်း3လုံးယူတဲ့အခါမှာပေါင်းချင်း9လို့ရရှိပါတယ်နော်ပေါင်းချင်း9လို့ရရှိပါတယ် ဒါမို့ဆက်လက်ပြီးတော့နောက်တစ်ပင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီ2023အလဲတိုင်း9ရယ်ဒီမှာ2024အလဲတိုင်း3ရယ်နော်ကျွန်တော်ခု2025မှာလဲအလဲတိုင်း၈ရယ်ဆိုသုံးလုံးပေါင်းကိုဆက်ပြီးယူတဲ့အခါမှာကျွန်တော်ခွင်းခွင်း3ည8ဆိုပြီးတော့ပေါင်းရင် ငါးကိုရရှိတာဖြစ်ပါတယ်ဒီအလဲတိုင်းသုံးလုံးပေါင်းခြင်းငါးအတိုင်းပဲချိုးအတိုင်းပဲကျွန်တော်ယခုပွဲစဉ်တွေယူတဲ့အခါမှာကျွန်တော်ဒီ2023 2023ရဲ့ကျွန်တော်ဒီ3961 3961 3919ပွဲစဉ်ရဲ့เนาะဒီအလဲတိုင်း1ရဲ့ เนาะจนดีหัว6ตัว5 6ปวยเซียนเนาะดี5 6 6ปวยเซียนอเลดัน6เยเนี่ยยะคูปวยเซียนเนี่ยอเลดันเยสุบิ3ลงบ้องโหอยู่ตามมาဖြစ်ပါတယ်ဒီလို3ลงบ้องยินดีจน5လို့อยู่มาဖြစ်တယ်တော့ဒီမှာ7ရဲ့9ရဲ့ဘောင်းเนาะပေါင်းချင်း၃ညပေါင်းချင်း၃ညကျွန်တော်ဒီအလဲတိုင်းရပေါင်းမယ်ဆိုရင်ကျွန်တော်ပေါင်းချင်း၅လို့ယူမှဖြစ်တဲ့အတွက်ကြောင့် ီအလဲတိုင်းကနန်းကိုငါအနေနဲ့ကျွန်တော်ထည့်ပြီးကစားသွားမှာဖြစ်ပါတယ်ဒီဇိုင်းပုံမှာဆိုရင်အလဲတိုင်းကြားဆိုင်ကိုကျွန်တော်ဒါရှင်းပြသွားတာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကြဒီတစ်ခွန်ခွန်ပေါင်းညင်းဒီကျွန်တော်ဒီမှာပေါင်းညင်းငါဆိုပြီးတော့ပေါင်းညင်းငါကိုရရှိလို့ဒီမှာကြတော့ခွန်3ည8ပေါင်းညင်းဒီ ေါင်းချင်း9ဒီမှာလဲ1 9 5ပေါင်းချင်းဒီကျွန်တော်9ဆိုပြီးတော့ပေါင်းချင်း9အနေနဲ့เนาะကစားသွားမှာဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်နောက်ပိတ်ကနန်းကိုဒီဆိုင်မှုနဲ့ဆက်ထုတ်ပြပြပါမယ်ခင်ဗျာနောက်ပိတ်ကနန်းကိုကြတော့ကျွန်တော်ဒီ2024ရဲ့ထိတ်စီ9ရဲ့ကျွန်တော်ဒီ3ရဲ့နောက်ပိတ်9ရဲ့ဆိုပြီးတော့ဒီ3လုံးပေါင်းကိုယူတဲ့ခါမှာ 63ခွင်ဆိုပေါင်းရင်း6အနေနဲ့เนาะရရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီဒုတိယပင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီပွဲစဉ်ရဲ့เนาะကျွန်တော်ဒီ2024 63 63 63ရဲ့ဒီထိတ်စီးရဲ့ထိတ်စီး6ရဲ့6နဲ့6ရဲ့အလဲတိုင်း6ရဲ့ကျွန်တော်ယခုဒီ68ခွန်ပွဲစဉ်ရဲ့ နောက်ပိတ်ခုနှစ်ရယ်ဆိုပြီးတော့သုံးလုံးပေါင်းဒီ66ခွင်လို့ပေါင်းတဲ့အခါမှာကျွန်တော်ဒီမှာပေါင်းရင်းဒီသူက6လို့ရရှိတာဖြစ်ပါတယ်ပေါင်းရင်း6ကိုရရှိတာဖြစ်ပါတယ်နောက်မို့ယခုပွဲစဉ်အတွက်လည်းကျွန်တော်ယူတဲ့အခါမှာဒီ9ကို6ရဲ့ထိပ်စီး9ရယ်ကျွန်တော်ဒီတိတိ6ရဲ့နောက်ပိတ်6ရယ် ယခုပွဲစဉ်ရဲ့ဒီနောက်ပိတ်ကနန်းရယ်ဆိုပြီးတော့ပေါင်းတဲ့ခါမှာပေါင်းခြင်းကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်ကျောဒီမှာ9 9ရဲ့1ရဲ့ပေါင်းတော့ပေါင်းခြင်း9ရဲ့6ရဲ့ပေါင်းတော့ပေါင်းခြင်း1ပေါင်းခြင်း1ကိုကျွန်တော်ဒီမှာပေါင်းခြင်း9ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီစိုက်မှုမှာဆိုရင်ရှင်းနောက်ပိတ်ကိုထည့်ကစားတော့မှာဖြစ်ပါတယ် ဓမ္မတန်သုံးလုံးပေါင်းခြင်းကိုဆိုရရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီဒီစိုက်မှုရဲ့အပြီးပေါက်ကြာခွန်နေနဲ့ဆိုတော့ဗရိတ်မှုကိုဆက်ပြပေးမှာဖြစ်ပါတယ်ဒီစိုက်မှုရဗရိတ်ယူတဲ့ခါမှာလဲကျွန်တော်ဒီသုံးလုံးပေါင်းခြင်းနဲ့ယူတဲ့ခါမှာကျွန်တော်ဒီ၄တိခွန်ရဲ့နောက်ပိတ်ခွန်နဲ့ရကျွန်တော်ဒီ363 ၃၆၃၃ပွဲစဉ်ဒီနောက်ပိတ်၃ရယ်နော်ဒီဘက်ကခွန်ခွန်၉ပွဲစဉ်ထိပ်စီး9ရယ်ဆိုပြီးတော့၃လုံးပေါင်းယူတဲ့အခါမှာပေါင်းရင်းဒီကျွန်တော်တို့ခွန်၃ခွန်နော်ခွန်၃ခွန်ဆိုတော့ပေါင်းရင်းခွန်တွေကိုဒီနောက်ပိတ်9ရယ်၃နောက်ပိတ်ရယ်ဒီခွန်ထိပ်စီးရယ်ဆိုပြီးတော့ သုံးလုံးပေါင်းကိုယူတဲ့အခါမှာကျွန်တော်ပေါင်းရင်ခွန်သုံးခွန်ပေါင်းရင်ဒီပေါင်းရင်ခွန်နဲ့ပေါင်းရင်ခွန်နဲ့ဒီကျွန်တော်ဒီဒီပွဲစဉ်မှာသုံးခွန်ခွန်ဆိုပြီးတော့ခွန်ပရိတ်နဲ့နော်ဒီပေါင်းရင်ခွန်နဲ့ကိုခွန်ပရိတ်နဲ့ထွက်ပြီးတော့ကစားတော့တာကိုတွေ့ရှိမှာဖြစ်ပါတယ် ါမှမဟုတ်ယခုဆက်လက်ပြီးတော့ဒုတိယပိဟုံကြီးတဲ့ဟာမှာလဲကျွန်တော်ဒီ939ရဲ့နောက်ပိကနန်9ရဲ့ဒီနောက်ပိ9ရဲ့ကျွန်တော်ဒီ6နဲ့6နောက်ပိ6ရဲ့နော်ဒီ69လေးပွဲစဉ်ထိပ်စီးရှိရဆိုပြီးသုံးလုံးပေါင်းယူတဲ့ခါမှာလဲကျွန်တော်ပေါင်းရင်1ကိုရရှိပါတယ်ပေါင်းရင်1ချိုးတိုင်းမယ်ကျွန်တော်ဒီမှာ ဘရိတ်ဒီ6ရှစ်ခွန်ဆိုပြီးတော့တစ်ဘရိတ်ကိုတစ်ဘရိတ်အနေနဲ့ကစားတော့ပါတယ်။ပေါင်းချင်းတစ်ကိုတစ်ဘရိတ်နဲ့ကစားတော့တာတွေ့ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မှာလည်းဒီ6ရှစ်ခွန်ဘွဲတင်မှာကျွန်တော်ဒီအပြီးပေါင်းကစားတော့တာကိုတွေ့ရှိရပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်ယခုပွဲစဉ်ရဲ့ဘရိတ်ကိုယူတဲ့အခါမှာလည်းကျွန်တော်ဒီ3ည6 3ည3ပွဲစဉ်ရဲ့နောက်ပိတ်3ရယ် တတိချဘွဲစဉ်နောက်ဘေးချောင်းရဲ့နိနစ်ခွန်ရဲ့ဘွဲစဉ်ထိတ်ရှိနှစ်ရဲ့ဆိုပြီးသုံးလုံးပေါင်းယူတဲ့အခါမှာကျွန်တော်ဒီမှာ362ဒီ3ရဲ့6ရဲ့နှစ်ရဲ့ပေါင်းတဲ့အခါမှာကျွန်တော်ဒီပေါင်းရင်1ပေါင်းရင်1ရဲ့ကျွန်တော်ဒီခုမှဆိုရင်ကျွန်တော်ဒီစိုက်မှုထောက်တဲ့ကဏ္ဍဒီ658 658ဒီကျွန်တော်ဒီမှာ ပေါင်းရင်တစ်ပရိတ်အနေနဲ့ရရှိတာဖို့ဒီဆိုင်မှုရမိတ်ဆွေများကိုရှင်းငါရှိသည်ဒါအပြီးပေါင်းတကွက်ကောင်းအနေနဲ့မိတ်ဆွေများကိုကျွန်တော်ထုတ်ပြခြင်းဖြစ်ပါတယ်။နောက်ဒီဆိုင်မှုလေးကိုမိတ်ဆွေများကြိုင်းနှစ်တဲ့ရင်ကစားအောင်ဒီမှာရှင်းငါ၈၉ကြိမ်မြောက်ပါနော်။ကျွန်တော်ဒီဆိုင်မှုရဆိုရင်ဒါ၉ကြိမ်မြောက်ကစားမယ်ကဏ္ဍဒီဒီဆိုင်မှုရဆိုရင်ကျွန်တော်၉ကြိမ်မှာ 6ချိန်အတွက်ဒီမှာ8 9 8ဆိုပြီးတော့ကဏ္ဍတစ်ခွက်ကိုကျွန်တော်ထုတ်ပေးလိုက်ပါတယ်မိစေများအကြိုက်တူလို့ဒီ size မူရကစားမယ်ဆိုရင်6ချိန်မြောက်မှာ8 9 8လို့ကစားနိုင်အောင် size မူနဲ့ကျွန်တော်ထုတ်ပြရင်ဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့နောက်ထပ် size တစ် size နဲ့ထွင်ကြခွင်လေးကိုဆက်ပြီးထုတ်ပြပေးပါအောင်မယ်မိစေများဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်ယခုပြမှာကတော့ဒါထွင်ကြတဲ့ size ကိုပြပါဒီထွင်ကြတဲ့ size ဒီကျွန်တော် ဒီရှေးဗီဒီယိုတုန်းကတော့ကျွန်တော်ထုတ်ပြခဲ့ပါတယ်ရှေးဗီဒီယိုမှာကြတော့ကျွန်တော်ဒီကိုနောက်ပိတ်ကိုကျွန်တော်ဒီဘက်က၃လုံးပေါင်းချင်းအထောင်၃လုံးပေါင်းနဲ့ယူပြတဲ့ခါမှာကျွန်တော်ဒီကျွန်တော်ဒီစာစီတဲ့နေရာမှာကျွန်တော်ဒီ68ခွန်နဲ့6ခွန်ရှင်းနဲ့မှားပြီးတော့စီထားတာကိုတွေ့တဲ့အတွက်ကြောင့်အတင်မိသားဗီဒီယိုမဖြစ်တော့ဘဲနဲ့ကျွန်တော်ဒီကိုနောက်ပိတ် ကိုနောက်ပိတ် site site ဒီကိုဒီကျွန်တော်အဲ့တော့ site 2 site 3နဲ့ရှိပါဒါပဲဒီ site မူရသူဖြစ်နိုင်တဲ့အချိုးသားနဲ့ကျွန်တော်ယူရတာမို့နောက်ခုလဲဆက်ပြီးတော့ဒီကိုထွင်ကြမှုဒီကိုနောက်ပိတ်ကြမှုကိုနောက်ထပ် site တစ်မျိုးနဲ့ဆက်ရှင်းပြသွားမှာဖြစ်ပါတယ်ပရမဘူရီယိုမှာပြခဲ့လို့ပဲဒီကိုထိတ်ရှိကိုယူတဲ့အခါမှာဒီ2023ရဲ့ ဒီကြာဝင်မှာ2024 2025ဆိုဒီ site 3 3နှစ်ပေါ့ဗျာ3လုံးပေါင်းရင်3လုံးပေါင်းအချိုးနဲ့ယူရခါမှာဒီ916 3လုံးပေါင်းခြင်းဒီဒီ site မူရဆိုရင်ဒါပေါင်းတဲ့ခါမှာဒီ916လို့ကျွန်တော်ပေါင်းတဲ့ခါမှာဒီပေါင်းခြင်း6ကိုရရှိတာဖြစ်ပါတယ် ျွန်တော်ဒီဒုတိယအပင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီဇောင်းသုံးလုံးပေါင်းခြင်းဒီ618ဒီ618 618ပေါင်းခြင်းဒီ9လို့ဒီဆိုင်မှုမှာရရှိပါတယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ဆိုရင်လည်းကျွန်တော်ထိတ်စီယူတဲ့အခါမှာဒီဇောင်းသုံးလုံးပေါင်းခြင်းကို6လို့ယူမှာမို့ဒီထိတ်စီရဲ့ကျွန်တော်ဒီအလဲတန်းရဲ့နောက်ပိတ်ရဲ့သုံးလုံးပေါင်းခြင်းဒီကျွန်တော်6လို့ကစားမှာဖြစ်ပါတယ်။ ဒီသုံးလုံးပေါင်းချင်း၄ရရှိဖို့ဆိုရင်ဒီမှာခွန်ရရှိရပေါင်းတော့၅ဖြစ်နေတယ်ပြန်တော့ထိတ်စီးကိုကျွန်တော်၉လို့ထည့်ကစားသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အလဲတိုင်းကဏ္ဍကြာခွန်ကိုဆက်ပြီးထုတ်ပြသေးပေးပါဖြစ်ပါတယ်လဲတိုင်းကဏ္ဍကိုယူတဲ့အခါမှာလည်းကျွန်တော်ဒီ2023မှာဆိုရင်ဒီအထောင်သုံးလုံးအလဲတိုင်းသုံးလုံးပေါင်းခြင်းဒီခွင်းတုံညတုံညပေါင်းခြင်းခုနှစ်ယူလို့ ဒီဒုတိယပွဲစဉ်မှာကြတော့ဒီ8 9 1ကို8 9 1ပေါင်းရင်ကျွန်တော်တို့8ပေါ်ဒီဘက်မှာ3လုံးပေါင်း1000လုံးပေါင်းရင်9ယူလို့ဒီမှာကျ1000လုံးပေါင်း8ဒါမှမဟုတ်ဒီယခုပွဲစဉ်အတွက်ဆို1000လုံးပေါင်းရင်ဒီကျွန်တော်တို့9လို့ယူရမှာဖြစ်တဲ့အတွက်ကြောင့်ဒီစာယူမှာဆိုရင်9ခလဲတိုင်းနော်ဒီမှာ2ရ8ရပေါင်းတော့ပေါင်းချင်း3ညပေါင်းချင်း3ညဆိုဒီမှာ ိုးခလေတိုင်းကိုထည့်ကစားတော့မှသာလင်ဒါသုံးလုံးပေါင်းခြင်းကိုကိုရရှိမှဖြစ်ပါတယ်ပထမအပွဲမှာတော့ခွင်သုံးလုံးခွင်သုံးညသုံးညပေါင်းခြင်းခုနှစ်ဒုတိယအပွဲမှာတော့၈၉၁ပေါင်းခြင်း၈တော့ယခုပွဲစဉ်လက်ချက်တော့ဒီနှစ်နှစ်၈၉သုံးလုံးပေါင်းခြင်းကျွန်တော်ဒီကိုးအနေနဲ့ပေါ့သုံးလုံးပေါင်းခြင်းကိုးအနေနဲ့ကိုးခလေတိုင်းကိုကစားတော့မှဖြစ်ပါတယ် ခုဆိုရင်ဒါထိတ်စည်းရဲ့လေတံရဲ့ကိုကြာမှုလေးတွေကိုရှင်းပြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ပိတ်ကြာခွင်ကိုဆက်ရှင်းပြပါမယ်နောက်ပိတ်ကြာခွင်မှာလည်းကျွန်တော်ဒီဒီဆိုင်မူရကိုကျွန်တော်ဒီထောင်၃လုံးပေါင်းယူတာဒီ၃ရဲ့9ရဲ့6ရဲ့ဆိုပြီးတော့လို၃လုံးယူတဲ့အခါမှာ3 6 3ခွင်6 3လုံးပေါင်းခြင်း6ယူလို့ဒုတိယပွဲမှာကြက်လိုက်တဲ့တိ 18ဒါ18 6ကိုသုံးလုံးပေါင်းတဲ့ခါမှာ9လို့ရရှိပါတယ်။ဒါမှမဟုတ်ဒီခုပွဲစဉ်တော့ကြာလဲဒီခွန်း6 9သုံးလုံးပေါင်းခြင်း4ဆိုပြီးတော့ကစားသားမှာဖြစ်ပါတယ်။ဒါဒီဝက်ဆိုက်မှာဆိုရင်ဒါဒီ3ခွန်း6သုံးလုံးပေါင်းခြင်း6ယူသလိုဒီမှာကြာတော့လဲ18 6သုံးလုံးပေါင်းခြင်း9ဒီမှာကြာတော့ ခွန်၈၉၃လုံးပေါင်းချင်း၄ဆိုပြီးတော့၉နောက်ပိတ်ကိုဖြူပွဲစဉ်အတွက်ကစားတော့မှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူရဆိုရင်ကျွန်တော်ဒါထိတ်စီကြတာဒီဘက်ဇောင်း၃လုံးပေါင်းချင်းဒီမှာ၉၁၆၃လုံးပေါင်းချင်း၆ဒီမှာကြတော့ဇောင်း၃လုံးပေါင်း၆၁၈၃လုံးပေါင်းချင်း၅ဒီထိတ်စီကြည့်ဒီမှာ၉၈ခွန်း၃လုံးပေါင်းချင်းကျွန်တော်၄ဆိုပြီးတော့၉ထိတ်စီကိုကစားတော့မှာဖြစ်ပါတယ်။ လေတိုင်းကနေကြတော့ဒီမှာခွန်း3ညာ3ညာပေါင်းချင်းခုနှစ်ဒီဒုတိယပင်ကြတော့8 9 1ပေါင်းချင်း8ခုပွဲစဉ်ကြတွေ့ကြတော့ကျွန်တော်2 8 9ပေါင်းချင်း9ဆိုပြီးတော့9ခလေတိုင်းကိုရရှိတာဖြစ်ပါတယ်နောက်ပိတ်ဆိုင်ကြတော့ဒီမှာကြ3ခွန်း6 3လုံးပေါင်းချင်း6ဒီမှာကြတော့8 6 3လုံးပေါင်းချင်း5 3လုံးပေါင်းချင်း5ဒီမှာ3လုံးပေါင်းချင်း6 ော့ဒီမှာ၃လုံးပေါင်းခြင်း၄ဖြစ်ဖို့ဆိုရင်ခွန်၈ကို၃လုံးပေါင်းခြင်း၄ဆိုပြီးတော့ကိုနောက်ပိတ်ကိုကစားသွားမှာဖြစ်ပါတယ်။ဒါဒီစိုက်မှုရဆိုရင်ကျွန်တော်ဒါကိုထွိုင်ကိုကိုချိန်မြောက်မှာနော်မိစေများကစားလို့ရအောင်ကျွန်တော်ပထမဘူရိုမှာတော့တင်ငယ်တုန်းကတော့ကျွန်တော်ဒီဘက်၃လုံးပေါင်းခြင်းနဲ့ပြသွားတဲ့အခါမှာဒီမှာဒီ6 8ခွန်နဲ့6ခွန်8နဲ့ဒါဒီမှားကြည့်ထားမိတဲ့အတွက်ကြောင့်ဒါဒီဘက်စိုက်မှုနဲ့တခါ နောက်ပိတ်ကနကိုဆက်ပြခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့မိစေများကိုကျွန်တော်ယခုပွဲစဉ်မှာကျွန်တော်နှစ်ဦးကနေမှမွေကနန်းထုတ်ထားတဲ့ကနန်းတစ်ခွက်ရှိပါတယ်အဲ့မွေကနန်းတစ်ခွက်ဒီယခုစိုက်မှုနဲ့ဆိုရင်ဒါဒီကုစိုင်းမှုအပြီးပေါက်ဆိုင်မှုနဲ့ဆိုရင်တစ်ထပ်တည်းကြာနေတဲ့အတွက်ကြောင့်မိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ ျွန်တော်ဒီဆက်လက်ပြီးတော့ပြရမှာတော့ဒီဒီယခုစိုက်မှုနဲ့ကျွန်တော်မွေးကနန်းထုတ်ထားတဲ့စိုက်မှုရဲ့ကနန်းနှစ်ခုဒီတစ်ထပ်တည်းကြနေတော့ကြောင်းဒါမိတ်ဆွေများကြာနေတဲ့ကစားလို့ရအောင်ကျွန်တော်ဆက်ပြီးတော့ထုတ်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဒီစိုက်မှုစီလဲသုံးမင်းသုံးကတ်စိုက်ဖြစ်တဲ့အတွက်ကြောင့်ဒီစိုက်မှုမှာဆိုရင်လဲရိုးရှင်းတော့ကျွန်တော်ပေါင်းရင်းနေပဲထုတ်ထားတာဖြစ်ပါတယ်အပြီးပေါက်ဆိုတော့ကျွန်တော်ဒီ ကနန်သုံးပင်ကနန်ကိုလုံးကိုလုံးလုံးပေါင်းပြီးတော့ဒါဒီဆိုင်မှာဆိုအပြီးပေါက်ယူသွားမှာဖြစ်ပါတယ်။နောက်ပထမဆုံးဆိုင်မှာတော့ကျွန်တော်ဒီလဲတိုင်းကနန်ကိုအရင်ရှင်းပြသွားပါမယ်။ဒီလဲတိုင်းကနန်ကျတော့ဒီ၃ည၃လုံးပေါင်းခြင်းကိုယူတဲ့အခါမှာကျွန်တော်ဒီမှာ၃ည၃လုံးပေါင်းခြင်းဒီပေါင်းခြင်း၃ညကို၃လုံးပေါင်းခြင်း၃ညကိုရရှိတာဖြစ်ပါတယ်။ ဒါအလဲတိုင်းအနေနဲ့ပထမဆိုင်မှာဒီ၃လုံးပေါင်းခြင်းဒီဒီ၃ည၃ည၃လုံးပေါင်းခြင်း၃ညဆိုပြီးတော့လဲတိုင်းကစားသလိုဒုတိယဆိုင်မှာကိုကြည့်တဲ့အခါမှာလဲ၃လုံးပေါင်းခြင်းဒီဒီ၉ရယ်တရယ်၉ရယ်ဆိုပြီးတော့၃လုံးပေါင်းခြင်းဒီကျွန်တော်ဒီဆိုင်မှာကြတော့၉လို့ကစားထားတာတွေ့ပါမယ်ကို1ကို3လုံးပေါင်းခြင်း6နဲ့ကစားသွားတာဖြစ်ပါတယ်။ဒါမို့ယခုပွဲစဉ် အလဲတိုင်းကနန်းကိုလည်းကျွန်တော်ဒီ2ရယ်3ရယ်2ရယ်3ရယ်ကျွန်တော်3ရယ်ပေါင်းပါတာလေရှစ်ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီမှာဒီရှစ်ပထမဆုံးစိုက်မှာ3ညာ3လုံးပေါင်းခြင်းဒီ3ညာဒုတိယစိုက်မှာ6 1 9လုံးပေါင်းခြင်း9ဒါမှဒီပွဲမှာကြတာ2 3 3ဆိုပြီးတော့3လုံးပေါင်းခြင်း8နေနဲ့အလဲတိုင်းကနန်းကို3ထည့်ကစားတော့မှာဖြစ်ပါတယ် အလဲတိုင်းကြမှုအရင်ရှင်းပြပါတယ်ဆက်လက်ပြီးတော့ဒီကျွန်တော်နောက်ပိတ်ကြခွင့်ကိုဆက်ပြီးရှင်းပြပေးပါနောက်ပိတ်ကြခွင့်ကြရလဲဒီအလဲတိုင်းကဏ္ဍပေါင်းခြင်းအတိုင်းပဲဒီ6ရက်7ရက်3ရက်ဆိုပြီးတော့3လုံးပေါင်းอยู่ပါတယ်ဒီ6 7 3 3လုံးပေါင်းခြင်းဒီလဲ3ညရရှိပါတယ်ပထမဆုံးစိုက်မှလဲအလဲတိုင်းကဏ္ဍ3လုံးပေါင်းခြင်း3ည ဒုတိယနောက်ပိတ်ကဏ္ဍဒီလည်းသုံးလုံးပေါင်း၃ညဆိုပြီးတော့သုံးနောက်ပိတ်ကစားထားပါတယ်ဒုတိယပွဲစဉ်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီသုံးလုံးပေါင်းခြင်းဒီ73ညဒီ73ညဒီလည်းကျွန်တော်သုံးလုံးပေါင်းခြင်း6ကိုရရှိတာဖြစ်ပါတယ်เนาะလဲတိုင်းကဏ္ဍဒီလည်း69သုံးလုံးပေါင်းခြင်း6လို့ကစားသလိုကျွန်တော်နောက်ပိတ်ကဏ္ဍဒီလည်း 813ညသုံးလုံးပေါင်းခြင်းကိုဆိုပြီးတော့ကစားထားတာတွေ့ပါတယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ကြာလဲကျွန်တော်အနေနဲ့ဒါဒီမှာအလဲတိုင်းကနန်းဒီ1233သုံးလုံးပေါင်းခြင်း8ကစားဘလို့ယခုပွဲစဉ်ရဲ့စီနီယာရဆိုရင်နောက်ပိတ်ကနန်းကိုလည်းကျွန်တော်ဒီမှာခွန်83ခွန်83သုံးလုံးပေါင်းခြင်းကျွန်တော်တို့ဒီခွန်1ဆိုပြီးတော့ကစားတော့မှာဖြစ်ဟမ် ုံးလုံးပေါင်းရင်ရှစ်ဆိုပြီးတော့ကစားတော့မှာဖြစ်ပါတယ်။နော်ဒီအလဲတိုင်းကဏ္ဍစီ1 3 3အုံးလုံးပေါင်းရှစ်ကစားလို့ကျွန်တော်ဒီမှာလဲနောက်ဘက်ကဏ္ဍဒီလဲခွန်း8 33လုံးပေါင်း8ဆိုပြီးတော့ကစားတော့မှာဖြစ်ပါတယ်။ဒါပြင်ဆက်လက်ပြီးတော့ကြံရှိတဲ့ကဏ္ဍ3လုံးကိုပေါင်းတဲ့ခါမှာထိပ်စီးကိုရရှိမှာဖြစ်ပါတယ်။ဒီစာမျိုးမှာကြံရှိတဲ့ကဏ္ဍတွေဒီ6 ကိုဒီထိပ်စီးကိုရဲ့နောက်နောက်ပိတ်ကိုရဲ့ဒါဒီဝဲအောက်ပင်ထိပ်စီးကိုရဲ့ဆိုကနန်းသုံးလုံးကိုရရှိမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းတဲ့အခါမှာကိုသုံးလုံးပေါင်းခြင်းဒီကိုရဲ့ကိုရဲ့ပေါင်းရှိဒီကိုရဲ့ထပ်ပေါင်းသုံးလုံးပေါင်းခြင်းခုနှစ်ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီဒုတိယ site ကိုကြည့်တဲ့အခါမှာလည်းဒီမှာဒီလွတ်နေတဲ့ဒီထိပ်စီး၅ရဲ့ဒီ နောက်ပိတ်6ရဲ့ထစ်ကြီး6ရဲ့၃လုံးပေါင်းကိုယူတဲ့အခါမှာ966၃လုံးပေါင်းခြင်းဒီလေခုနှစ်လို့ရရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်ယခုပွဲစဉ်ထိပ်စီကိုလည်း၃လုံးပေါင်းခြင်းခုနှစ်ရရှိဖို့ဆိုရင်ကျွန်တော်ဒီမှာကြတော့လွတ်နေကဏ္ဍသည်ထိပ်စီ2ရဲ့ဒါဒီမှာနောက်ပိတ်8ရဲ့ခုထိပ်စီရဲ့ဆိုပြီးတော့၃လုံးပေါင်းယူတဲ့အခါမှာ မနှစ်ရက်ရှစ်ရက်ပေါင်းတော့ပေါင်းချင်း၃ညပေါင်းချင်း၃ညဆိုထိတ်စီးကို3.9ဆိုရရှိဖို့ဆိုရင်ခွင့်ထိတ်စီးကိုဒီဆိုင်မှာထည့်ကစားတော့မှာဖြစ်ပါတယ်တော့ဒီဆိုင်မှာဆိုရင်ခွင့်ထိတ်စီးကိုရရှိမှာမို့ကျွန်တော်ခွင့်33ဆိုပြီးတော့ဒါအပြီးပေါက်တစ်ကွက်အနေနဲ့ဒါပေါင်းချင်းเนาะဒီကဏ္ဍ၉လုံးပေါင်းချင်းအချိုးညီနဲ့เนาะခွင့်33ဆိုပြီးတော့ 6ချိန်မြောက်မှာကစားလို့ရအောင်ကျွန်တော်ဒီအပြီးပေါက်ဆိုင်ကိုထုတ်ပြတာဖြစ်ပါတယ်ဒီခွန်း33ဒီကျွန်တော်ဒီမွေးကနန်3ခွန်း3ပတ်လက်ကိုမွေးကနန်ထုတ်ပေးထားတာဖြစ်ပါတယ်ဒါ3ခွန်း3မွေးကနန်ပတ်လက်ထုတ်ပေးထားတဲ့ဆိုင်နဲ့ခုဒီ3မိင်3ကကြ3နှစ်မြောက်ဆိုင်မှာလဲခွန်း33ဆိုပြီးတော့သူ့ရဲ့ကနန်အချိုးစားပေါင်းခြင်းအတိုင်းပဲရရှိထားတဲ့အတွက်ကြောင့် မိတ်ဆွေများနဲ့ဒါမွေးကနန်းနဲ့တူနေတဲ့အတွက်တော့တစ်ထက်ကြနဲ့เนาะခွန်းသုံးသုံးဒီကျွန်တော်ဒါမွေးကနန်းဆိုင်ကိုးချိန်မြောက်မှာဒါမွေးကနန်းကြားဆိုင်ပေါ့ဗျာမွေးကနန်းကြားဖို့အတွက်ဒါတစ်ထက်တည်းဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီဆိုင်မှုကိုဒါခွန်းသုံးသုံးကိုထုတ်ပြခြင်းဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်မိတ်ဆွေများကိုဒါ ဆိုင်မျိုးစုံနဲ့ကနန်း၃ခွက်ကိုထုတ်ပြလိုက်တာဖြစ်ပါတယ်။ကျွန်တော်တစိုက်ချင်းစီထုတ်ထားတဲ့မူလေးတွေကိုဒီမှာဆက်ပြီးတော့ရပေးပါဦးမယ်ခင်ဗျာ။ခုဆိုရင်ကျွန်တော်မိတ်ဆွေများကြီးစုအားပေးမှုကိုလေးစားသွားပြင်ကျွန်တော်နဲ့ဒါပေါက်သီးမျိုးစုံကိုဒါဆိုင်မျိုးစုံနဲ့ထုတ်ပြပြီးပါပြီ။ဒါမှမဟုတ်ကျွန်တော်ကျွန်တော်ကြီးစုမိတ်ဆွေများတယောက်ချင်းစီမှာကျွန်တော်အားပေးသွားပြင် ျွန်တော် channel လေးကို subscribe လုပ်ရအောင် subscribe နေပြီးအားပေးကြပါ like လေးများပေးရလဲအားပေးကြပါခင်ဗျာကျွန်တော်ဒီဆိုင်မှုလေးတွေကိုလည်းကြိုက်တယ်မကြိုက်တယ်ကို comment မှာရေးပြလို့ရပါတယ်အခုဆိုရင်မိတ်ဆွေများကိုဒါကျွန်တော်အပြီးပေါက်ဆိုင်နဲ့ပထမဆုံးဆိုင်မှာကျွန်တော်ဒီမှာ858 858ဆိုပြီးတော့ဒါလုံးပိုင်းရဲ့ကျွန်တော်ဗရိတ်ပိုင်းရဲ့ကျွန်တော်ဒီမှာထိတ်ရှိအလယ်တိုင်းနောက်ပိတ် နော်လုံးပိုင်းဆိုင်ဒဲကြဆိုင်တွေနဲ့တော့ပရိဆိုင်တွေနဲ့အညီကျွန်တော်အပြီးပါကွက်ကောင်းကို658လို့ထုတ်ပြလို့ကိုးထိုင်ကိုလည်းပြီးတဲ့ဗီဒီယိုမှာထုတ်ပြထားတာကိုကျွန်တော်ဒါဒီကနန်းကနန်းရေးတဲ့ခါမှာမှားသွားတဲ့တော့ကျွန်တော်ဒါပြန်ပြီးပြတာဖြစ်ပါတယ်ဒီတိုင်းမှာတော့ကျွန်တော်ဒါမွေးကနန်းကြားတိုက်ပေါ်မွေးကနန်းကိုကျွန်တော်တို့ဒီ သုံးခွင့်သုံးပတ်လည်ကိုမွေကနန်းအနေနဲ့ကျွန်တော်ထုတ်ပေးတာရှိပါတယ်။အဲ့မွေကနန်းကြီးလည်းကျွန်တော်ဒီဆိုင်မွေရအပြီးပောက်အနေနဲ့เนาะဒီမှာသုံးလုံးပေါင်းချင်းအချိုးညီတွေပေါ့ဗျာဒီမှာထိတ်စည်းကြီးလည်းသုံးလုံးပေါင်းချင်းတုံညာလဲတိုင်းကြီးလည်းသုံးလုံးပေါင်းချင်းတုံညာသုံးလုံးပေါင်းချင်းကိုဒီမှာနောက်ပိတ်ကနန်းကြီးလည်းပထမဆိုင်မှာသုံးလုံးပေါင်းချင်းတုံညာလဲတိုင်းသုံးလုံးပေါင်းချင်းတုံညာနောက်ပိတ်ကြီးလည်းသုံးလုံးပေါင်းချင်းတုံညာဒုတိယဆိုင်မှာအလဲတိုင်းသုံးလုံးပေါင်းချင်းကို နောက်ပိတ်သုံးလုံးပေါင်းခြင်းကိုတတိယဆိုင်မှာအလဲတိုင်းသုံးလုံးပေါင်းခြင်းရှင်းနောက်ပိတ်သုံးလုံးပေါင်းရှင်းဆိုပြီးတော့ကစားလို့ဒါဒီမှာကျန်တဲ့သုံးလုံးပေါင်းခြင်းဒီရဲ့သုံးလုံးပေါင်းခွန်းသုံးလုံး9 9 9 3လုံးပေါင်းခွန်းဆိုထိတ်စီဒီလဲသုံးလုံးပေါင်းခွန်းဒုတိယပြမဆိုလဲ9 6 6သုံးလုံးပေါင်းခြင်းခွန်းဆိုပြီးတော့6ထိတ်ကစားလို့ခုယခုပွဲစဉ်အတွက်ကြာလဲ1 8ခွန်းသုံးလုံးပေါင်းခွန်းနဲ့ခွန်းထိတ်စီကို ဒီဆိုင်မူရထုတ်ပြလိုက်တာဖြစ်ပါတယ်။ဒါဒီဆိုင်မူရထုံးမယ်ဆိုရင်ဒါခွန်းခွန်းတစည်း3ကလန်3နောက်ပိုင်းနဲ့ခွန်း33ဆိုပြီးတော့9ချိန်မြောက်မှာဒါမွေကနန်းထုတ်ပြထားတဲ့ကနန်းနဲ့တူတဲ့အတွက်ကြောင့်မွေကနန်းကြားစားအနေနဲ့ဒီပြင်မှာပို့ပြီးတော့ကစားလို့ရအောင်ဒီဆိုင်မူနဲ့တူဆက်ပြီးတော့ထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်။ဒါမိတ်ဆွေများအားလုံး9ချိန်မြောက်မှာနော်ဒီကျွန်တော်ထုတ်ပြတဲ့ဆိုင်မူလေးအတိုင်းပဲ ဒဲပေါက်ဒီကနန်းများရရှိကြပါစေလို့ဆုတောင်းမြတ်တာပြုရင်နောက်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်လို့ခင်ဗျာ